တခင်ရှုပီးလက်မင်းရှိမှာအစစ်စေးခံရတော့ကတီကြည်တဲ့မျက်နှာသားနဲ့အခုရှင်ပေါ်လို့နေရိုးပရင်ရှေ့ရောက်နေတဲ့အချိန်ခါမှာသူ့ရဲ့မျက်နှာသားရှင်ကြည့်လို့ရပါတယ်တခင်ရှုကိုမျက်မြင်ကိုယ်တွေ့တွေ့မြင်ခဲ့တဲ့ရှင်ပေါ်လို့ဟာတခင်ရှုရဲ့အသက်တာကောင်းကောင်းမွန်မွန်ယူတင်ဝတ်ဆောင်နိုင်ခဲ့တယ်ပီးလက်မင်းရှိမှာစစ်စစ်ခံရတဲ့တခင်ရှုနဲ့ပဲရှင်ပေါ်လို့ကောင်းကောင်းမွန်မွန်ယက်တီနိုင်ခဲ့တယ် မင်္ဂလာနံနက်ခင်းပါခင်ဗျာဘုရားသခင်မကုံဆုံးတဲ့ကိဝနာတော်ကြောင့်ကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်နှုတ်ဝေမာလာ9ရက်နေ့အထိကျွန်တော်ရောက်ရှိလာခဲ့ပါပြီဒါနဲ့နံနက်ခင်းကိုတွေ့မြင်ခွင့်ပေးတဲ့ဘုရားသခင်နာမတော်အထူးကျေးဇူးတင်ချီးမွမ်းပါတယ်ကျွန်တော်တို့ရဲ့ Let us pray ဆိုတဲ့ Morning Devotion အစီအစဉ်ဟာလည်းပဲစင်ဆက်မပြတ်အမြဲတမ်းတွားလာပြီးတော့မနက်6နာရီတိုင်းမှာ ဖျားချစ်တဲ့သားသမီးတွေအတွက်အမြဲတမ်းအစဉ်သင်ရှိနေစေဖြစ်ပါတယ်ကျွန်တော်တို့ထံကိုလည်းပဲဆုတောင်းချက်တွေဆက်လက်ပြီးတော့ပေးပို့ကြပါအရောက်တိုင်းအတွက်ကျွန်တော်တို့ဆုတောင်းပေးနေလည်းရှိပါတယ်ကျွန်တော်ဒီနေ့နိုဝင်ဘာလ9ရက်နေ့ရဲ့ခေါင်းစဉ်တစ်ခုကတော့နေရိုးဘရင်ရှေ့ရောက်သွားသောပေါ်လူဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်အခြေခံထားတဲ့အကြမ်းချက်လေးကျွန်တော်ဖတ်ပြခြင်းနဲ့ဟေပြဲဩဝါဒစာအခန်းကြီး30ရဲ့အပိုင်းငယ်23မျောလင့်ခြင်းအကြောင်းကိုဝန်ခံ၍မရင်မတိန်ရင် မရွေ့လျော့ပဲတီကြည်ကြကုန်အံအเจ้าမူကားဂရိထားတော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံတော်မူ၏ရှင်ပေါလုဟာဆိုရင်ဒုတိယချိန်အဖမ်းခံပြီးတဲ့နောက်မှာတော့ပြန်လွတ်လာဖို့လမ်းစဉ်မရှိတော့ပါဘူးအင်မတန်မှနှဲပါပြီဒါပေမဲ့ယောမရဲ့ထုံနံဒလိတစ်ခုမှာတရားရုံးမှာရောက်လာတဲ့ဘလို့ရာဇဝတ်သားဘလို့အကျဉ်းသားပဲဖြစ်ဖြစ်သူတို့မှာရှေ့နေလိုက်ခွင့်ရှိပါတယ် တရားရုံးမှာသူ့ဘက်ကနေရှင်းနေလိုက်ခြင်းလေဆိုအကုန်လုံးလိုက်ခွင့်ပေးထားတယ်။ဒါပေမဲ့ရှင်ပေါ်လူကြတော့နီရိုးဘရင်ရဲ့ရှီတော်ပေါက်မှာတွားရောက်ပြီးတော့စစ်ဆေးခံရတဲ့ချိန်မှာ သူ့ဘက်ကနေရှင်းနေလိုက်ပေးမယ်လို့တရားအောင်မှာမရှိပါဘူး။နံပါတ်1ရှင်ပေါ်လူဟာရှင်းနေမရှိဘဲနဲ့ရုံးကိုရောက်သွားတယ်။နံပါတ်2သူ့ဘက်မှာမိတ်ဆွေရဲ့လို့လည်းတရားအောင်မှာမရှိရောပါဘူး။အကုန်လုံးကြောက်လို့ထွက်ပြေးကုန်တဲ့လူတွေနဲ့တေသွားတဲ့လူတွေနဲ့ သူ့လိုပဲအချင်းကျခံရတဲ့လူတွေနဲ့ပဲသူ့မှာမိတ်ဆွေလေးတယောက်မှမရှိတော့နောက်တစ်ခုနံပါတ်3သူ့ရဲ့စီရင်ခံရတဲ့ပုံကိုမှတ်တမ်းတင် ပြုစုမဲ့သူလည်းတယောက်မှမရှိဘူးတေချာတာအဲ့ဒီအချိန်မှာသူ့အနားမှာရှင်လူကလည်းမရှိတော့တဲ့ပုံစံမျိုးဖြစ်နေပါလေနံပါတ်4မှာယောမမျိုးမှရှိတဲ့ခရိယန်တယောက်တလေကမှ သူ့စီကိုလာပြီးတော့အားပေးစကားမပြောကြတော့ဘူး အကြောင်းရင်းအတိအကျမသိရပါပဲခရိယံဖြစ်တာနဲ့ပဲသင်မိတ်ကြတဲ့အခြေအနေမျိုးမှာဘယ်သူမှရှင်ပေါ့လို့အနာမရောက်နိုင်ကြတာကျွန်တော်တို့တွေ့ရတယ်ဒီမြင်ကွင်းကိုကျွန်တော်မြင်အောင်ကြည့်တဲ့အခါမှာရှင်ပေါ့လို့ဘလူများယင်ဆိုင်မလဲကျွန်တော်တို့မျက်စိထဲမှာတွေးကြည့်လို့ရပါဒါပေမဲ့ရှင်ပေါလုဟာတိတ်ခသမာဓိနဲ့ဏိရောပယင်ရှိမှမတက်ထနိုင်လည်းရှိတယ်။ရှင်နေမရှိ မိတ်ဆွေမရှိမှတ်တမ်းပြုစုမှတ်သူမရှိဘဲနဲ့အားပေးစကားမကြားတဲ့အခြေအနေမှာရှိနေပေမဲ့ ရှင်နေရိုးဘရင်ရှေ့တော်မှောက်ပါသူ့ရဲ့တီဂျီနဲ့မျက်နှာထားဟာဆိုရင်မလျှော့တမ်းပြသနိုင်ခဲ့နေရိုးဘရင်ဆိုတာအင်မတန်မှဆိုးသွမ်းတဲ့ဘရင်ပဲသူ့ရဲ့ဩဇာတကူအာဏာဆိုတကဘာလုံးအောင်ဖိဖိတုံအောင်ကြောက်နေရလောက်အောင် ဖြစ်နေခဲ့တဲ့ပုဂ္ဂိုလ်တူနာမည်ကြားလာတဲ့လူတွေဖိဖိတုံအောင်ကြောက်နေကြရတယ်။ရှင်ပေါ်လူကတော့ဒီနေရာမှာတကယ်သူရဲကောင်းအဖို့အူကြီးတယောက်ပဲ။ဒါပေမဲ့ သူ့မှာလိုချင်နေတဲ့ဆန္ဒတခုတော့ရှိတယ်။အိတ်ဂရိတ်မင်းရှိမှမမမရက်တည်နိုင်တဲ့ငွေချင်းမရှိဘူး၊မိတ်ဆွေမရှိဘူး။သူ့မှာရှိတာဆိုလို့ငြိမ်သက်ခြင်းပဲရှိတယ်။တခင်ရှုပီးလက်မင်းရှိမှအစ်စစ်ခံရတော့ကတီကြည်တဲ့မျက်နှာသားနဲ့အခုရှင်ပေါ်လို့နေရိုးပရင်ရှင်ရောက်နေတဲ့အချိန်ခါမှာသူ့ရဲ့မျက်နှာသားရှင်ကြည့်လို့ရပါတယ်။တခင်ရှုကိုမျက်မြင်ကိုယ်တွေ့တွေ့မြင်ခဲ့တဲ့ရှင်ပေါ်လို့ဟာ သခင်ယေရှုရဲ့အသက်တာကောင်းကောင်းဝမ်းဝမ်းယူတင်ဝတ်ဆောင်နိုင်ခဲ့တယ်။ပိလက်မင်းရှင်မှာစစ်စစ်ခံရတဲ့သခင်ယေရှုနဲ့ပဲရှင်ပေါလုကောင်းကောင်းဝမ်းဝမ်းယက်တည်နိုင်ခဲ့တယ်။သူ့ကိုနောက်ဆုံးမီးလောင်တဲ့ယောမမျိုးမီးလောင်တဲ့အကြောင်းအရာသူ့ကြောင်းဆိုပြီးတော့ဆွတ်ဆွဲကြတယ်။သူဟာလုံးဝတုန်လှုပ်ခြင်းမရှိဘဲနဲ့အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့တယ်။သူ့ရဲ့တုတ်ပြန်မှုဟာဆိုရင်တရားသူကြီးနဲ့လူသူကြီးတွေတောင်မှအံ့ဩရတယ် စကားကိုကြားတဲ့လူတွေအများကြီးတောင်မှ အလင်းတရားရရှိပြီးတော့ခရစ်တော်ရဲ့နောက်လိုက်တွေဖြစ်ဖြစ်လာကြတာကျွန်တော်တွေ့ရတယ်။အမှန်တရားကြောင့်အသေးခံသွားတဲ့ခရစ်ယာန်တွေရဲ့အသက်တာဟာသူတို့သိပြီးတဲ့နောက်ပိုင်းမှာတရားဟောနေသေးတယ်ဆိုတာဒီနေရာမှာထင်ရှားပါတယ်။ရှင်ပေါလုရဲ့စကားတခွန်းကသူ့စကားကြောင့်လုံးလုံးမဟုတ်ဘဲနဲ့သူပြောလိုက်တဲ့စကားကတေခံသွားတဲ့ခရိယန်တွေရဲ့ခရိယန်တွေရဲ့တသက်တည်ခံချက်နဲ့အတူ ဒီတရားခွင်မှာရှိတဲ့ပြိသက်တွေတော်တော်များများပါခရိယံမတိမသာဖြစ်သွားကြတာကျွန်တော်တွေ့ရတယ်။နေရောဘရင်အတွက်ကတော့ဝမ်းနေစရာပါပဲ။သူ့ရဲ့နှလုံးသားတကားဟာနောင်တရဖို့အချိန်ချင်းအခါကအခွင့်ရရခဲ့တယ်။ဒါပေမဲ့သူ့ရဲ့မာကြောတဲ့နှလုံးသားမာစိုးညစ်တဲ့အကျင့်စာရိတ္တတွေကြောင့်သူ့ကိုယ်သူပဲနောင်တမရဖို့ဆုံးဖြတ်လိုက်တယ်လို့ဖြစ်ပြီးတော့သူ့ရဲ့အခွင့်အလမ်းတွေကိုကောင်းတမန်တကားပိတ်သွားခဲ့ပါဘူး။ နောင်တရဖို့မရွေးချယ်ခဲ့တဲ့ယောမအေဂရစ်ဘရင်တစ်ပါးအတွက်ကတော့ဂယုဏတကာပိတ်သွားခဲ့ပြီလို့မှတ်တမ်းတင်ထားတာတွေ့ရတယ်။ဖျားရှင်ဟာသူ့ရဲ့သူ့ကြောင့်တရားရုံးကိုရောက်သွားတဲ့တတိခံနေတဲ့သူအမြဲတမ်းတည်ရှိပေးခဲ့တယ်။အဲ့ဒီအချိန်မှာဘလို့စကားပြောရမယ်ဆိုတာသခင်ရှုပြောခဲ့တဲ့အတိုင်းဝိညာဉ်တော်ကနေပြီးတော့ဂူညီဆောင်မှပြေးမယ်။ရှင်ပေါလုနောက်ဆုံးယုံထုတ်ခံရတဲ့အချိန်မှာတောင်းမှ တာသနာဟာထူဖောက်အောင်မြင်နေစေဖြစ်တယ်ဆိုတာကျွန်တော်ခွန်အားရရှိပါတယ်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးကျွန်တော်တို့ဆုတောင်းကြရအောင်ဒီနေ့ကျွန်တော်တို့ဆုတောင်းပေးရမယ့်ပုံကိုယ်တွေကတော့ကိုစီသူပြီးတော့မဆန်းဆန်းသေးပြီးတော့ဒေါ်ညွန့်ရယ်ပြီးတော့ဒေါ်ညူအပြီးတော့ဦးထနက်ဆန်ထွန်းအသူတို့တွေအတွက်ဆုတောင်းပေးဖို့ဖြစ်ပါတယ်ခဏလေးဦးညွတ်ပြီးတော့ဆုတောင်းကြစို့ ကောင်းမြတ်ဆုံးလင်းတော်မူသောအဖာကိုရရှင်ကိုကျေးဇူးတင်တယ်။ဒီသားရဲနဲ့အတွက်လည်းကိုရရှင်အထူးကျေးဇူးတင်ဝမ်းမြောက်ပါ၏။ဖွင့်ပြတဲ့နှုတ်ကပတ်သမားတရားဒီလည်းပဲတာမြှုပ်တော်ခွန်အားဖြစ်စေပါလေ။အခက်အခဲဘလောက်ပဲကြုံတွေ့ရစေကောင်းမူကိုရရှင်ရဲ့အမှုတော်သမားတရားအတွက်သစ္စာရှိတဲ့အခါမှာအောင်မြင်မှုဟာဆိုရင်နောက်ဆုံးချိန်ခါတိလိုက်လာနိုင်စေဖြစ်ပါလေ။ဒါမျိုးအသက်တာလည်းပဲရှင်ပေါလုကဲ့သို့အဆိုးတွေကြုံတွေ့လာတဲ့အချိန်ခါတိုင်းမှာ ရရှင်ဘုန်းတော်ထင်ရှားစေဖို့ဖြစ်စေတော်မူပါကျေးဇူးတင်ပါတယ်အတန်တောင်ဆက်လက်ပြီးတော့အသုံးပြုတော်မူပါဆက်လက်ပြီးနာမကျန်းဖြစ်တော်သူတွေအတွက်ဆုတောင်းပါတယ်ကိုရရှင်ရဲ့ဒီတားဖြစ်တော်ကိုစီသူလည်းပဲများစွာကျမ်းမာစေတယ်။ဒါမျိုးဆုတောင်းတဲ့နာညောင်ပေးတယ်။ဆက်လက်ပြီးကျမ်းမာပို၍ကျမ်းမာလာဖို့လည်းကိုရမာစာပေးပါ။ထို့တူကိုရရှင်သမီးမှာဆဆန်းသေးဒေါ်၎င်းဒေါ်ညွန့်ဖြစ်စေဒီဒေါ်ညွန့်ဖြစ်စေဥထနဲ့ဆန်ထွန်း သူတို့တွေကိုလည်းကိုရိုရှင်ကောင်းကြီးပေးတော်မှာသူတို့နဲ့တူရှိချောင်းကိုရိုထင်ရှားပေးပါကိုရိုရှင်ရဲ့နမိတ်လက္ခဏာနဲ့ပြည့်စုံသောလက်ယုံတော်သည်သူတို့ပေါ်သို့ဆက်တန်းလျက်ပါသူတို့ရဲ့ကိုကာယကျမ်းမာခြင်းဝိညာဏခွန်အားရှိခြင်းအလုံးစုံတို့မှာလည်းပါအောင်မြင်သောအချင်းရောင်ပေးသနာတော်မူ၏ကိုရိုရှင်ရဲ့ဘုန်းတော်ထင်ရှားစေဖို့ဖြစ်စေတော်မူပါဒီစီစဉ်ကိုကြည့်ရှုသောကိုရိုသားသမီးအယောက်ချင်းဒီတိုင်းပေါ်မှာလည်းပဲ စစ်မှန်သောညီသက်ချင်းပျော်ရွှင်ဝမ်းမြောက်ခြင်းအလုံးစုံတို့ကိုတောင်းလောင်းချပေးပါမည်ကြောင့်ယေရှုခရစ်တော်ဖျားရင်နာမတော်အမိပြုရေယူတည်ပါဆုတောင်းပါပြီဖာဗျာအာမင်